UFC 316ပြိုင်ပွဲကိုမြန်မာစံတော်ချိန်စွန်ရှိရက်မနေ့အစောပိုင်းကအမေရိကန်နိုင်ငံမှာပြုလုပ်ခဲ့ရာမြန်မာဖိုက်တာဂျိုးရှူအာဘန်တိုင်ပွဲရက်နဲ့အနိုင်ရခဲ့ပါတယ်။ဂျိုးရှူအာဘန်ဟာသူ့ထက်အဆင့်သမတ်ချက်မြင်မာတဲ့ဘရာဇီးဖိုက်တာဘရူနိုဆေးဗာနဲ့ထိုးသက်ရတာဖြစ်ပြီးတတိယအချိန်၄မိနစ်၁၀စက္ကန့်မှာတိုင်ပွဲရက်နဲ့အနိုင်ရခဲ့တာပါ။ဂျိုးရှူအာဘန်ဟာအရင်ပွဲတွေထက်ပိုကောင်းတဲ့စွမ်းဆောင်ရည်ကိုပြသနိုင်ခဲ့ပြီးနိုင်ပွဲဆက်ခဲ့တာဖြစ်ပါတယ်။ပထမအချိန်နဲ့ဒုတိယအချိန်မှာဂျိုးရှူအာဘန်ရဲ့လက်သေးချက်တွေကြောင့် အထင်းနာခဲ့တဲ့ Bruno Silva's ဟာတတိယအချီမှာအရင်အချီတွေလိုထိုးသက်နိုင်ခြင်းမရှိပေ Joshua Van ရဲ့တွဲလုံးလက်သေးတွေမိပြီး၄မိနစ်၁၀စက္ကန့်မှာတိုင်ပွဲရက်နဲ့အရှုံးပေးခဲ့ရတာဖြစ်ပါတယ်။ ဂျိုရှွာဘန်ဟာ professional MMA ကစားသမားဘဝ14ပွဲမြောက်နိုင်ပွဲရယူနိုင်ခဲ့ပြီးစုစုပေါင်း16ပွဲထိုးသက်ရမှာ14ပွဲနိုင်2ပွဲရှုံးနိမ့်ထားပါတယ်။နမဲကျော်တက်ခိုင်ရဲ့အဖွဲ့အစည်း UFC နဲ့10ပွဲထိုးသက်ရမှာနိုင်ပွဲ9ပွဲအထိရယူနိုင်ခဲ့ပြီးနောက်ဆုံး4ပွဲဆက်တိုက်အနိုင်ရခဲ့တာလည်းဖြစ်ပါတယ်။